စားပြီးချစ်မြတ်နှုသူများအားလုံးပဲမင်္ဂလာပါရှင်။ကျမဒီကနေ့ဖတ်ပြပေးခြင်းတဲ့ဝိထုလေးကတော့အောက်မေပွဲဟာတာဝိထုလိုများတဲ့မှဆရာကြီးပါချန်ရေးသားထားသော အချစ်ကြောင်းဆိုတဲ့ဟာတာဝိထုလေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။အချစ်ကြောင်းဒေါ်အောင်မြသည်မင်းကြီးမညာလောင်ကျွမ်းလျက်ရှိသောစေးပေါ်လေးကိုတတွေးဖြင့်တူရင်း ပရင်ပေါက်တွင်ကြောက်တိုင်ကြောက်ရုပ်ပမာမလုံမရှက်ငိမ်သက်စွာရက်နေသော မောင်နှိတ်အားလှမ်း၍ကြည်လိုက်နေ၏။သူ့ခေါင်ပေါ်မှတစက်မိတ်ပေါ်သို့တဖြောင်းဖြောင်းကြာရောက်လျက်ရှိသောနှင်းပေါက်တို့၏အတန်မှတပါထူးထူးခြားခြားတိတ်ဆိတ်လျက်ရှိပေ၏။အားနေသောနေရောင်ကို ဖြတ်လျက်ဝင်းဝင်းလက်လက်ခေါင်ပေါ်မှဆင်းသက်လျက်ရှိသော စီးနှင်းပေါက်များကိုအတန်ကြာစုဆိုင်ကြည့်နေရမှတစုံတရာကိုဆုံးဖြတ်ချက်ချလိုက်တဲ့ကဲ့သို့တက်မာကြီးရှူ၍ထုတ်လိုက်က မျက်နှာကိုမလှဲပဲကဲမိမိရဲ့တယောက်ထဲနေခဲ့ပါပြီတဲ့ဘာမျှစိတ်မချเสียရှိတလေဟုခက်လေးလေးမေးလိုက်လေဤဒေါ်အုံးများဤထူထပ်သောမျက်ခုံးများမှာအံ့ဩသော အမှုအရာဖြင့်အထက်သို့ညင်ညင်ညာညာမြင့်တက်၍သွားကြလေဤမိမမေးပလီကွယ်မင်းတယောက်ထဲတလကိုတရင်ပြစ်ထားတယ်လို့ဖြစ်နိုင်ပါမလားထင်းသလိုနေထင်းသလိုစားပြီးမတော်တဆဖျားနာနေရင်မခက်ပါလား ဒါတော့မိမိရဲ့ကလေးတငယ်မှမဟုတ်ပဲနားမလဲပဲနေပါမလားဒီအသက်ဒီအရွယ်အသက်ပဲ30ကျော်မှမအီခยีသွားလို့သူများအိမ်မှာအတ်ထားခဲ့ရတယ်ဆိုတာလူကြားရင်တောင်ရှက်စရာကောင်းတယ်အမေဘသူ့ကိုရှက်ရမှာလဲကို့ဘာကြီးအိမ်ကိုသွားနေတာဘသူကဘာပြောမှမဟုတ်လို့လေကဲပါကွယ်ရှာရှိမနေစမ်းမှနဲ့မင်းဘာကြီးနဲ့ကြီးတော်ကိုလည်းငါပြောပြီးပါပြီမနေ့ပြန်ခုနှစ်နာရီယထားကိုမိမိတို့လိုက်ပို့ပြီးမင်းကြီးတော်အိမ်ကိုတခါတည်းသွား အိမ်ကိုတခါတည်းတော့ခတ်ထားခင်မယ်။ဟိုကနေပြီးအလုတ်တက်ငါလည်းမင်းတော်လေးနေကောင်းလို့ရှိရင်ချက်ချင်းပြန်ခဲ့မှာပါပဲ။မောင်နှိပ်ဤမျက်နှာမှာစိတ်ပြက်လှသော အမှုအရာဖြင့်တိတိသားသားရှုံမဲ့၍သွားလေ၏။သိက်ခတာပဲဗျာ။ဟုလေးရှည်ဆွဲ၍ညှိလိုက်ရာဒေါအုံးမြဤမျက်နှာမှာအနည်းငယ်ပြုံးသလိုဖြစ်၍လာက။ဒါကြောင့်မိမိပြောတာသူများတကဒီအရွယ်ဆိုရင်တာနဲ့မရနဲ့တင့်နေတဲ့ဖြစ်နေကြပြီ။မင်းမှာတော့ကြည်စမ်း ဘယ်လန့်သွားသွားစိတ်မချစေရတကယ်လို့သာမိမအိမ်အောင်ရက်သားနဲ့ဆိုရင်ဘာဒီလိုမိမိပူစရာရှိမလဲဘဲသွားသွားဟု စကားမဆုံးမီပရင်ပေါက်ကိုမျက်နှာမူနေရမှခြာကနေလှဲ့လိုက်ခါတော်ပါမိမိမှာဖြင့်တခါလာဒါပဲတခုခုဖြင့်မိမသားနဲ့မရနဲ့မဟုတ်လို့ဘာလို့နဲ့ဒါကိုပဲဖွဲ့ပြီးပြောနေတာပဲတော်တော်ကြာဟိန်နူနဲ့မွတ်စလင်တမန်တွေမတည့်တာဟာကျွန်တော်သားမရမယူတဲ့အတွက်ကြောင့်လို့မိမိပြောအောင်မယ် ဒေါ်ဦးမြမအတန်ထွက်အောင်ရင်မိလေဤငါကအကောင့်ပြောတာဟဲ့တော်ပါမေမေရဲ့မေမေပြောတဲ့ဟာတွေဖြစ်တာပဲအေးအေးပဲနေပါရစီကဲမင်းတက်လုံးဒီလိုပဲနေမှာလားတက်လုံးတော့ဘယ်ဒီလိုနေမှာလဲမေမေကျွန်တော်ယူခြင်းနဲ့တနည်းကြရင်တော့ယူမှာပေါ့အဲ့ဒီတော့မှအမေသဘောကျတဲ့ဟာတွေနဲ့ဘလောက်ကြွားတယ်လဲဆိုတာကြည်ပြီးတော့ယူပါမောင်ယူပါကြည်လိုက်ရအောင်မယ်ရွေးအားကြီးတော့တာ အမေပြောတဲ့ဟာတွေထက်တော့တာမာပါဗျာဟုဒေါ်ဦးမြဤစကားမဆုံးမီခက်မြန်မြန်ဝင်၍ပြောလိုက်လေ၏မခံခြင်းသဖြင့်ပြောလိုက်ရတော့လေမောင်နှိတ်အဖိုကလုံလုံလျားလျားကြွားလုံးမြတာဖြစ်ပေ၏အသက်30ပြင်ကျော်ခဲ့တော့လေရီးစားဟူ၍တယောက်တလေမှမရှိစိတ်လဲမကူးခဲ့တော့မောင်နှိတ်သည် ရီးစားမထားလို၍လည်းမဟုတ် အချစ်အတွက်နှင့်ပတ်သက်၍စိတ်မကူးခြင်း၍လည်းမဟုတ်မိန်းကလေးမြင်ရင်ကြောက်ချင်သောသဘော တွေ့လျင်မျက်နှချင်းမဆိုင်ဝင်သောတတ္တိမရှိခြင်းကြောင့်ဖြစ်ပေ၏မိန်းကလေးများသောနေရာဆိုရင်ရှောင်နှင်းသည်မျှရှောင်၏မိန်းကလေးထိုင်သောဈေးဆိုင်ကိုပင်မဝင်၍မဝယ်ဝင်တခါတရံမှား၍ဝင်မိလျင်အမှားမှားအယွင်းယွင်းဖြစ်ကာလိုချင်တာတစ်မျိုးပြုံးမိတာမျက်နှာအပြက်ပြက်နှင့်ပင်မလိုချင်သောပစ္စည်းကိုဝယ်ကာဆိုင်တွင်မှကတိုက်ကြိုက်ထွက်ခဲ့ရသည်မှလည်းအခါပေါင်းများပေပြီမောင်နှိတ်အဖိုးကတားမရယူဖို့ကိစ္စတွင်ဂျားလူဝင်၍မဆောင်ရွက်ပါက ဤတသက်တွင်မက နောင်ဆယ်သက်တိုင်အောင်တောင်ပြင်တွင်စိုက်သောငုတ်တိုင်ကဲ့သို့ငှက်မနာလူမလှုပ်ခတ်ကုတ်ကုတ်ပင် တကိုယ်တည်းနေရတော်မီမှာမြေကိုလက်နှင့်ပုတ်ခြင်းကလွဲနိုင်စရာအကြောင်းရှိပေ၏ကဲပါကွယ်ငါပြောတာလေးထက်တာတယ်ဆိုရင်လေမိမိကငါချွေးမာလေးကိုကလပ်ပေါ်တင်းစိန်တွေဝင်းနေအောင်ဆဲပြီးဟော်ဒီလိုဖူးဖူးဝူးဝူးနဲ့မှုတ်ထားပါမယ်ဟုတ် လက်ဟန်ချီဟန်နှင့်ပြောလိုက်ရာမောင်နှိပ်ဤမျက်နှာမှာပြုံး၍လာရမှသွားများဖြဲလျက်ဟီဟီဟုအတန်ထွက်မိလေ၏ဒေါ်အုံးမြသည်ကလထိုင်ပေါ်မှထားရင်းကဲသမီးမစားခင်အလကားနေမဲ့အတူတူမင့်ကြီးတော်တို့အိမ်ကိုယူဖို့ဝိအစားတွေပါလေသွားပြင်းမိမိလည်းမနဲ့ဖြန်သွားဖို့အတွက်ပြင်ရစင်ရအောင်မယ်ဟု ပြောလိုက်မှ ပြောင်းရွှေ့ရမည်ကိစ္စကိုပြန်တတိယကဟာဗျာဘာကြီးတို့အိမ်မှာနေရတာကျွန်တော်ဖြင့်နေကိုမနေခြင်းမူတိတ်ဆိတ်ညစ်စရာကောင်းတာပဲ ဘာဖြစ်လို့လဲကွယ်ငါပြောထားပြီးပါပြီအမကလည်းဝမ်းသာလို့မင်းပါကြီးကလည်းဒီကနေ့လာပါစီလားတဲ့အဖိုးကြီးကလားဘာလဲဟဲ့အဖိုးကြီးကဘာဖြစ်လို့လဲသူ့ဖာသာအီအီနေတာပါအမေမိမိကလည်းအတိသားနဲ့အဖိုးကြီးကတိတ်ဆူတဲ့အဖိုးကြီးဗျနာမည်ကသာဦးအေးလူကမိခဲ့တဲ့ပူသေးတယ်တော်အောင်ရသည်မတိမသားပြုံးရင် မင်းတို့ဓာရီခက်တာပဲစူတယ်ဆိုတာမင်းတို့အတွက်ပူလို့စူတာအသက်ကြီးလာတော့နေရာတကာမှာပူပင်ရတတ်တယ်ကွခက်တာပဲဗျာကဲပါလေမေမေတလောက်နေစေချင်ရင်လဲနေခဲ့တာပေါ့ဟုညင်းညင်းညူညူပြောဆိုလိုက်ရဒေါ်အောင်မြမှာမိမိကများများမကြပါဘူးကွယ်၄50ရဲ့ပေါ့ဟုပြောဆိုကအခန်းတွင်းမှာထွက်မီပြုစဉ်မောင်နှိမ်မှာတစုံတရာကိုရုတ်တရက်တရိယတကဲ့သို့မျက်လုံးမျက်စံပြုသွားကဟာ နေုံနေုံမမေ့နေပါဦးမဖြစ်ဘူးထင်နေဟိုအိမ်မှာဧည့်သည်တွေရောက်နေတယ်လို့မနေ့ကမဏိပြောသွားတယ်ဟုအရေးတကြီးပြောလိုက်တော့လဲဒေါ်အောင်မြကပေါ့ဆဆာမျက်နှာထားဖြင့်โอ้မမမြင့်လို့တားမိတူတွေလားဟဲ့အဲ့ဒါဧည့်သည်မမဟုတ်ဘဲငငယ်ကလေးကညီအမလိုနေတဲ့သူတွေမတွေ့တာကြလို့ဖះလဲဖူးရင်ခဏလဲလာတာပါကြာလှရင်သုံးလေးရက်ပေါ့ကွယ်မဏိပြောတော့အပြိုတွေပါတယ်ဆိုပဲအဲ့ဒါကခက်တယ် သူတို့သွားကြမှာပဲကျွန်တော်ပြောင်းမယ်မင်းမင်းကျွန်တော်ရောက်သွားမယ်ဆိုရင်သူတို့တွေတွေအနေရထိုင်ရကြကုန်မယ်မောင်နှိတ်အကြောင်းကိုကောင်းကောင်းသိသဖြင့်ပြုံးရဲကကိစ္စမရှိပါဘူးကွယ်အပြိုတွေအများကြီးမဟုတ်ပါဘူးတယောက်ထဲပါကြာကြာနေမှလည်းမဟုတ်ပဲဝဲပါကွယ်သွားပါသွားပါပြင်စင်ကြတွေပြင်ကြည့်ပါဟုပြောဆိုကနောက်ထပ်စောရကမတက်နိုင်ရန်ခက်မြန်မြန်ဧကမ်းမှထွက်၍အပေါ်တက်သို့တက်သွားလေ၏ ။ UAE ဇနီးဒေါ်အုံးလှသည်ဝမ်တာအာရစပွဲမှထားရင်တရီအိတ်တလုံးကိုဆွဲဝင်လာသောမောင်နှိတ်အားယထားထွက်သွားပလာဟိကဲလာလာကော်ဖီတောင်း။ဟဲ့မနစ်ရေဟောဒီမောင်နှိတ်ရဲ့တရီအိတ်ကိုအပေါ်ထက်မနစ်ကမင်းတို့ရှင်းထားတဲ့အခန်းကိုပို့လိုက်။ငါတောင်ဘူးတယုံကိုလာမလို့ဟာမအားနိုင်တာနဲ့မရောက်တော့ဘူး။နေရချောင်ချောင်ချီချီရရဲ့လားဟုပြောဆိုကကော်ဖီကရားကိုငှဲ့သည်ဖြင့်ကျွန်တော်မတောက်တော်မူကြီးတော့ဘူတာယုံကတောက်ခဲ့ပါပြီ မိမိတို့လည်းနေရာကောင်းကောင်းရသွားပါတယ်ဟုပြောဆိုရင်ဦးအေးဤအနီးတွင်ပေါင်ပေါင်ထောပတ်တုတ်တစ်ချက်ကိုဝါးကပြူးကျဲစူးရှာသောမျက်လုံးကြီးများဖြင့်စူးစူးဝါးဝါးမိမိအားကြည့်နေသောကလေးမလေးတစ်ယောက်ကိုတွေ့ရသဖြင့်သူကဘသူလဲဟုသောမျက်နှာထားဖြင့်ဒေါ်အောင်လှအားလှမ်း၍ကြည်လိုက်၏ဒါကချစ်ချဲကွမမမင်းရဲ့သမီးအငယ်သူတို့လည်းအလဲရောက်နေကြတယ်မလှမြောက်ဘက်ကအခန်းကိုရှင်းထားရမဟုတ်လားဟုကော်ဖီတောင်းရင်းဦးအေးကလှမ်း၍မေးလိုက်လေ၏ ရှင်းထားပါတယ်မနစ်ကလေးကမနစ်နဲ့ဗာတီကရွှေ့စရာရှိတာရွှေ့အေးစင်ကတပြက်စီလည်းရှင်းလို့ပါပဲမောင်နှိတ်သည်ဦးအေးဤဘေးတွင်ထိုင်နေသောချစ်ချင်အားနောက်ကတစ်ခါထိုက်၍ကြည့်မိလေ၏အသက်မှာ9နှစ်ကျော်6နှစ်အသားညိုညိုနဖူးမောက်မောက်နာရန်တူဇီးကွက်နီနီဝိုင်းဆက်သော မျက်လုံးကြီးများဖြင့်ပင်ကိုယ်လည်းမလှဆင်လိုက်ပြင်လိုက်ပြန်နေလဲตาหนุ่ยกวาดจำเมกะลีบีตะกาหุสิ้นซ้ามิเลย ကဲကော်ဖီမတောက်ချင်ရင်လည်းမင့်အခန်းကိုသွားရေမို့ချိုပြီးအဝတ်အစားကလေးပါလေးလဲ9နာရီခွဲလောက်ကိုထမင်းစားရအောင်ဟဲ့မနိမောင်နှိကိုသူ့အခန်းလိုက်ပြလိုက်ဟုဒေါ်အုံးနာကပြောသဖြင့်မနိနှင့်အတူအပေါ်တတ်သူတက်ခဲ့လေ၏ဟောဟိုပဲအခန်းမဲအကိုကြီးဖို့မနိကကျွန်တော်တို့ရှင်းထားတာဟု မနိကပြောသဖြင့်အစွန်ဆုံးအခန်းဘက်ကိုလျှောက်ခဲ့ရင်းမင်းပြောတဲ့ဧည့်သည်တွေကတော့ဘယ်အခန်းမှလဲဟုမေးလိုက်ရမနိကပါဇက်ဟာကလက်ဖြင့်ကာရင်ခတ်တူတူအကိုကြီး ဟိုဟိုအခန်းထဲမှာဖះသွားကြမလို့ဦးအစားလဲနေကြတယ်တိတ်နှိတ်တာပဲအကိုကြီးရာချောတာမှတကင်းအကိုတိတ်ချောတာဟုလေတံဖြင့်ပြောရင်မောင်နှိတ်အတွက်တီးတန့်ထားသောအခန်းတွင်းသို့ဝင်မိကြသဖြင့်တော်ပါကွာအောက်ထပ်မှာအငယ်မလေးကို တွေ့ခဲ့ပါပြီဟုပြောရင်တရေအိတ်ကိုဆွဲ၍ဖွင့်နေ၏မနှိမှဘေးကရက်၍ကြည့်နေရမှဘာဟုတ်မလဲအကိုကြီးရဲ့အငယ်မလေးကတရေမှပဲသူ့အမနဲ့တော့ကြွားခြင်းနဲ့ကြွားပါတယ် တော်တော်ကြတော့မြင်ပါလိမ့်မယ်ဟု ပြောဆိုက အောက်ထပ်သူစင်းမီပြုမှ မောင်နှိတ်ကနေပါအောင်ကသူတို့ကဘယ်တော့သွားကြမှာလဲဒီမှာဘလောက်ကြမှာလဲတိတ်ပြီးကြမယ်မထင်ဘူးကောင်းပါနေကွာမြန်မြန်ကြွကြပါစီမဏိကဘာမှပြန်၍မပြောပဲတည်ရင်အိတ်ထဲမှာအဝတ်အစားများကိုစွဲထုတ်နေသောမောင်နှိတ်အားအတန်ကြာကြည့်၍နေလေ၏မောင်နှိတ်ကကိုလုံးကိုပေါက်ထွားထွားအသားညိုတော်လဲပင်ကိုယုတ်မခေလှမျက်လုံးမျက်ပန်းနှာရန်မှဆ၍ ြည့်၍ကောင်းသူတယောက်ဖြစ်သဖြင့်မိမိသာလျော်ရလင်မကော်နိုင်စရာအကြောင်းမရှိဟုစဉ်းစားမိကပညာရှိတို့ဤပြုံးခြင်းမျိုးဖြင့်ပြုံးလိုက်ရာကျေလှသောပါဇက်ကြီးတောင်းနှစ်ဖက်မှာနေရွက်နှစ်ခုကိုထိလူမတက်ဖြစ်၍သွားနေ၏မဏိကငယ်စဉ်ကပင် ထွားအားကြီးသောဥကောင်းကိုအစွဲပြုကမဏိဟူသောဘွဲ့ထူးဖြင့်ချီကျူးခြင်းကိုခံခဲ့ရသူဖြစ်ပေရာခေါင်းကြီးသလောက်အကျန်းစီတွေမှိုးပေါက်သလိုများရနေကဤမြကြီးမားသောခေါင်းကြီးထဲမှာပင် မထားလောက်သဖြင့် ရန်ဖန်ရန်ခါဗထင်းနှင့်အေးစိန်အားမျှတပေးဝေခဲ့ရ၏အစီအပါချင်းတူတော်လဲမဏိမာဗထင်းနှင့်အေးစိန်တို့၏ကဝိတစုမကဗဟုတုတပရေသာပင်ကြီးဖြစ်ပေ၏ဥကောင်းကြီးသလောက်မဏိဤပါဇက်မြင်းသူတကာအံ့ဩလောက်စရာပါဇက်ဖြစ်ပေ၏သဘောကျ၍ပြုံးလိုက်သောအခါပါဇက်တောင်နှစ်ခုမှနေရွက်များနှင့်ထိလူမတက်ဖြစ်၍သွားတတ်၏ အားရပါရရေလိုက်သောအခါမူကားမနိဤမျက်နှာမှာထက်ချမ်းကွဲ၍သွားမည်လောဟုစိုးရင်မကင်းစရာပင်ဖြစ်လေ၏လက်သီးဆိုရင်ပါဇက်တွင်းသို့ချောင်ချောင်ချီချီသွေးနှံ၍ဤကဲ့သို့ပြုတ်လုံနှိုင်းသူမှာတနတ်နှင့်ပြစ်နေမိမကူးနှိုင်းဟုပြောဘူးရာဘာထေးအဖို့ကားမနိမှာအေယာကလူစွမ်းကောင်းကြီးဖြစ်၍နေလေ၏ကြည့်သေးတာပေါ့အကူကြီးရာနောင်တော့တာဟု စကားကိုအဆုံးမတတ်ဘဲပြောလျက်အခန်းတွင်းမှ ထွက်ခွာ၍သွားလေ၏ မောင်နှိမ့်သည်ရေချိုးစင်းတဲ့အခါအပြန်တကြိမ်အိမ်ပေါ်တက်ခမ်းမကြီးကိုရောက်တိုင်းဧည့်သည်များနှင့်တွေ့မည်ဆိုသည်ဖြင့်မိမိအခန်းသို့ရောက်အောင်ခက်မြန်မြန်ရှောက်မိလေ၏အဝိအစားများလဲလဲစဉ်အပြင်မှတကားကိုညှင်သာစွာခောက်လိုက်သည်ဖြင့်ဖွင့်လိုက်ရာမဏိကိုတွေ့ရလေ၏မဏိသည်အလုတ်သွားရန်အဝိအစားလဲလဲထားသောမောင်နှိမ့်အားသဘောကျသောမျက်နှာထားဖြင့်စကားမပြောဘဲခဏမျှကြည့်ပြီးနောက်အောက်ကခေါ်နေတဲ့ထမင်းစားဖို့လာပါတဲ့အေးအေးလာပြီး ခုပြောလိုက်ပြီးမှဟာဟာနေအောင်ဟာဧည့်သည်တွေကိုစားပြီးကြပါလားဘယ်စားအောင်မလဲကိုကြီးရဲ့တဝိုင်းနဲ့စားကြမှာပဲအာဒါဖြင့်မဖြစ်ဘူးငါအလုတ်တိုင်ကြမှာပဲစားတော့မယ်ခုဘူတာယုံကမုံနေစားခဲ့လို့ယင်ပြည့်နေတယ်လို့ပြောလိုက်မဟုတ်တာအကိုကြီးရာနောက်တော့လဲတဝိုင်းနဲ့စားရမှာပဲမထူပါဘူးသူတို့ဒီမှာရှိနေသည်ပြီဒီလိုပဲမစားဘူးဆိုပြီးရှောင်နေလို့ဖြစ်ပါမလားမောင်နှိတ်အတော်ကြာတွေ့၍နေလေဤ မဏိပြောသောစကားမှာအမှန်ဖြစ်တော်လဲတခါမှမမြင်ဘူးသောမိမ့်မပြိုတယောက်ပါဝင်သောထမင်းပွဲတွင်ဝင်၍စားရမြီမှအစင်စားရအတော်ခက်သောပြဿနာတရဖြစ်၍နေသည်ဖြင့်စိတ်ရှုံရသွားကသွားကွာပြောတာပြောလိုက်ပါ နောက်မှငါကြည့်ကြပြီးလုပ်လိုက်ပါမယ်ဟုဆိုသည်ဖြင့်မဏိမှမကျေနပ်သောမျက်နှာဖြင့်ထွက်ခွာသွားလေ၏ အတန်ကြာမှအောက်ထပ်သို့ဆင်းခဲ့ရာထမင်းစားကန်းသို့ဝင်းမိဆဲဆဲလုံနေသောဥအေးနှင့်ပပင်းတွေ့ပါလေ။ဟေးလာထမင်းစားမယ်လေ။ကျွန်တော်တော့မစားတော့ဘူးပါကြီး။ဟာဘာဖြစ်လို့လဲ။ရင်းနှင်းနှင်းပြည်နေလို့ပါကြီးရဲ့။ဥအေးအဖို့ကသတင်းကောင်းတစ်ခုကိုကြားသဖြင့်ကိုနာကိုမယုံနိုင်တဲ့ကဲ့သို့။ဘာပြောတယ်ခုထပ်၍မေးလိုက်လေ။ရှင်ပြည့်လို့ပါပါကြီး။ဥအေးဤမျက်နှာမှာဝင်းထိန်၍သွားလေ။ နေရကြတကွာအစင်တင်လိုက်တာကဲလာလာဟုပြောပြောဆိုဆိုလက်ကိုအတင်းဆွဲကခမင်းစားကန်တဲ့သူခေါ်သဖြင့်မောင်နှိတ်တွင်အံအားတင်သောမျက်နှာဖြင့်ပါသွားလေ၏ခမင်းဘွဲတွင် အားလုံးအစင်တင်ထိုင်မိကြပြီဖြစ်သဖြင့်ဦးအေးကစွဲလျက်ခန်းတွင်သို့တွင်းလာသောမောင်နှိတ်အားဝိုင်း၍ကြည်ကြလေ၏ဝင်းနေဝင်းချင်းကြော့ကြော့ရှင်းရှင်းကြည်ကြည်လင်းလင်းလှပသောမိမ့်မပြို၏မျက်နှာကိုမြင်လိုက်ရာ ရင်ထဲ၌ဖိုးကနေဖြစ်ပြီးသွားကမျက်နှာမထားတတ်ဖြစ်လျက်အနေရခက်နေစဉ်ဒေါ်အုံးလှကစတင်၍ဟောတာပဲမမမင်းရဲ့ညီမရဲ့သားမောင်နှင်းဆိုတာကဲလာထိုင်ဟောဒီကမမမင်းကတောင်မေးနေသေးတယ်ဤကွယ်တို့ကလူချင်းကွဲသွားကြတာကြာတော့မင်းတို့လူငယ်တွေကိုမသိတော့ဘူးမောင်မင်းမင်းနဲ့တော့မနေ့ကတွေ့ပါတယ်သူတို့ဒီကနေ့ယထားနဲ့သွားကြပြီနော်ဟုတ်နှုတ်ဆက်စကားပြောတော့ဒေါ်မြင့်အေးအားဟုတ်ကဲ့ဟုတ် တခွန်းမြပြောလိုက်မိလေ။ကဲထိုင်။ဟဲ့နေအောင်နေအောင်သမင်းမစားပြရစီနဲ့အိုး။ရင်ပြည့်လို့တဲ့။ဦးအေးကပြပြတလဲပြောဆိုပြီးတဲ့နောက်။ဟဲ့အေးစိန်သွား။ငါအခန်းထဲကကြောင်အင်္ဂလိပ်အပေါ်တက်မှာဟော့တလောက်စေပလင်ပူပူဝိုင်းဝိုင်းကြီးရှိတယ်။အဲ့ဒါယူကြည်ခဲ့တဲ့။ခုပြောဆိုလိုက်ပြီးနောက်မောင်နှိတ်ဖက်သူလှည့်၍မင်းတဲကန်ကောင်းနေ။ငါစီးကဒီနေ့မနေ့မှဖော်လို့လက်ဆံတတ်တယ်။ အဲ့ဒါဘာကြီးကိုတိုင်းသေးသေးချာချာစေးချမ်းကိုကြည်ပြီးဖော်ဆက်ထားတဲ့၄မျိုး80စေးရီကွက်ရင်ပြည့်ရင်ကဲအစာမကြီးလေထအားလုံးရတဲ့ကွက်ဒီလိုရင်ပြည့်တာလောက်ကတော့ကွာ တခါလောက်ပါပဲရင်ထဲမှာတခါနဲ့ချောင်းသွားတာပေါ့မင်းတောက်ကြည့်တော့သိပါလိမ့်မယ်ငါသာကြကြနာနာဖော်ရောင်းရရင်မင်းဇီဝကတို့ဒီစူးစားတို့စေးတွေထက်ရောင်းရတော့မပေါ့ဟုပြောရမှခက်ပြုံးပြုံးလို့ရနေတော့ဒေါအောင်လာဘက်သူလှဲ့ကား ။ဘာမင်းကရဲရလဲ။မင်းတို့လိုစေ့ကြောက်တဲ့လူတွေဟာစေ့ဆိုရင်ဘယ်စေ့ရင်မှကောင်းတယ်မထင်ဘူး။ဟုပြောဆိုနေစဉ်အေးစိန်သည်စေပလင်းကြီးကိုကိုင်ကဝင်လာပြီးဦးအေးအနီးတွင် လာ၍ချထားလိမ့်၏။သမင်းပွဲတွင်လူဆုံးပြီးဖြစ်တော်လဲမစားကြသေးပဲခက်မဲမဲစည်းရည်များကိုဖန်ကွက်ထဲသို့လောင်းထည့်နေသောဦးအေးအားကြည့်၍နေကြလေ၏။ဧည့်သည်များနှင့်အတူသမင်းစားမည်ဆိုသည့်ဖြင့်လီဆယ်၍ပြောဆိုမိသောမိမိမောင်နှိမ်မှာဦးအေး၏ ဆေးကိုမတောက်လို့တော့လည်းမဖြစ်နိုင် ကို့အတက်နှင့်ကိုစူးနေပြီဖြစ်လျာလွတ်ပေါက်ကိုရှာမတွေ့ရကဦးအေးငှက်နေသောဆေးများကိုသာကြောက်ရွံ့သောမျက်နှာဖြင့်ကြည့်၍နေမိလေ၏ကြက်သီးများထပြေသွားကနေနေပါစီတော့ဘာကြီးရဲ့တော်တော်ကြာချောင်းသွားမှာပါပဲဘယ်ဟုတ်မလဲကွဆေးတောင်မှချောင်းတော့မပေါ့ရော့ရော့တောက်လိုက်စမ်းဟုဆိုကဆေးကွက်ကိုလှမ်း၍ပေးလေ၏ ရင်မပြည့်ပါဘူးကျွန်တော်အလကားပြောတာပါဟုဆိုကဆေးခွက်ကိုယူကားပါဇက်တွင်တင့်လိုက်ရာခေါင်းမှနောက်သို့ဆက်ခနဲလမ်း၍သွားမိလေ၏ရှုံမဲ့သောမျက်နှာဖြင့်ပါကြည့်စီဟာကစောပေါက်နေပြီချင်းနဲ့တဲပြင်းမလားဟာမဟုတ်တာနေစေးဆိုတာဒီလိုပြင်းမှအစာနေနိုင်တာကွဘဲကကစောပေါက်ရမှလဲတောက်လိုက်ကွာမင်းနဲ့ယောက်ျားဖြစ်ပြီးဒီလောက်ဆေးကြောက်ရသလားမောင်နှိတ်သည်ဆေးဖန်ခွက်ကိုပါဇက်တွင်အပ်ကား လင်းများစွာတချိန်တို့မော့၍တောက်လိုက်လေ၏ဒေါ်မြင့်နှင့်ဒေါ်အောင်လာမှာမောင်နှင့်ဤမချစ်တည်းရှုပ်မဲ့သွားသောမျက်နှာကိုကြည့်ပြီးတညီတညာတဲ့ကြက်တီးထကတုံ့လှုပ်၍သွားကြရာတယောက်ကိုတယောက်ကြည့်ပြီးရင်မိကြလေ၏ချစ်ချင်မှသဘောကျလာသော အမှုအရာဖြင့်ပကုံးကလေးနှစ်ဖက်လှုပ်အောင်ရင်နေရမှမိမပြူအားလက်ကုပ်၍မောင်နှင့်ဤရှုပ်မဲ့နေသောမျက်နှာကိုလက်ညှိုးထိုးကဟိုမှမမတရေရုပ်တရေရုပ်ဟုဆိုကားခေါင်းကိုလှမ်း၍ခောက်လိုက်ခြင်း၏ဟဲ့ ဘာလဲဒီလိုမပြောရဘူးကိုကိုရိုက်လိုက်မယ်ဟုဒေါ်မြင့်ကငေါက်လိုက်တဲ့နှင့်မိမပြိုကဟွန်းဘာလဲဟုကျိမ်းမောင်းလိုက်တော့အတန်များကိုကြားလိုက်ရတော့လေချစ်ချစ်တွင်ကမထူးချာမောင်နှိတ်အားကြည်ရင်တခိခိရဲ၍နေလိမ့်ဦးအေးကဘဲနဲ့လေဝမ်းထဲမှာပူရှိန်ရှိန်ကလေးဖြစ်မသွားဘူးလားဟုမေးသဖြင့်ဘဲနဲ့နေမှန်တောင်မသိဘူးဘာကြည့်စီကခါလဲခါချင်းနဲ့ချင်းတဲ့လောက်အဝင်မဆိုးပါဘူးကွာတက်တက်တက်ချင်းဖြုံဖြုံမှာ ဟဲ့ဘာထေးရင်းနဲ့နဲ့ပေးလိုက်ပါဦးမောင်နှိပ်အဖိုကထူးထူးခြားခြားတပတ်စက်လုံးခရွေနေသဖြင့်ဘာထေးလက်မှာရေခွက်ကိုယူကားလေးငါးကြိမ်မြတ်တောက်ရီချလိုက်ရလိမ့်ဤသမင်းစပွဲတစ်ဖက်တွင်ဒေါ်မြင့်နှင့်သမီးနှစ်ယောက်တစ်ဖက်တွင်ဒေါ်အောင်လှနှင့်မောင်နှိပ်စပွဲထိပ်တွင်ဦးအေးကထိုင်နေရစားကြရာမောင်နှိပ်မှာမိမပြိုနှင့်မျက်နှချင်းဆိုင်၍နေသဖြင့်မော်၍မကြည့်ဝင်ပဲမိမိနှင့်ဤသောဟင်းခွက်ကိုသာစားရလိမ့်ဤစိတ်ထဲတွင်က စားရသည်ထက်မိမိအားတရေရုပ်ဟုဆိုခြင်းကိုအခဲမကြီးဒေါသထွက်ကမျက်နှာမှာနှီးမြန်းလျက်ရှိလေ။မမျက်မူစက်သားကြော်ရီစားလေ။မမျက်မူစက်သားကြော်ရီစားလေ။ချစ်ချစ်ပကံနဲ့ထည့်ပေးပါ။မမမြင့်အာမနာနဲ့နော်။မောင်းလိုက်စားကွယ်ဧည့်သည်လုံမနေနဲ့။ဆိုတော့ဒေါအုံးလာဤစကားနှင့်ကြားဖြတ်၍တခါတခါမအုံးမြမှာတာသမီးဆိုလို့မောင်းတယောက်ပဲနော်။ စသဖြင့်ဒေါ်မြင့်ဤမေခိုးများမှမောင်နှိတ်အားရင်တွင်း၌တိတ်ခနဲဖြစ်ပြီးသွားစေလေ၏မှန်အားဖြင့်ဆိုသောဒေါ်မြင့်ကဲ့သို့သောအတော်ကြီးတယောက်နှင့်စကားပြောရခြင်းမှာဝင်လေးလာသောအရာမဟုတ်တော့လေဒေါ်မြင့်မှာဘေးကျင်းရှင်၍ထိုင်နေသောမြမူဤမိခင်ဖြစ်သည်ဖြင့်မောင်နှိတ်အဖို့ကြောက်เสียလိုလိုဖြစ်၍နေနေ၏ဘာစကားတွေကိုပြော၍ဘာကိုစားမိသည်မသိပကံထဲတွင်ရှိသမင်းတစ်ဝက်လောက်အကုန်တွင် ရင်ပြည့်နေလို့နည်းနည်းပဲစားတော့မယ်ဟုဆိုကစပွဲမှာထလိုက်ရစားတာစားပါကွာစားကျင်တဲ့တော့သာစားပါဟုဦးအေးကပြောတော်လဲတော်ပါပြီပါကြီးရဲ့ဝါလဲဝါပါပြီဟု ပြောပြောဆိုဆိုနှင်းထမင်းစပွဲမှာခတ်တုတ်တုတ်ထွက်ခဲ့ရလေ၏မောင်နှိပ်သည်တောက်နေသော ကော်ဖီပကံမှကြောကခက်လန်းလန်းဆိုဖာဝေါ်တွင်မြမှုအားခဏခဏကြည့်မိလေ၏ပြောင်းရွှေ့၍လာသည်မှာ၃လေးရက်မြကြာပြီဖြစ်တော်လဲမြမှုအားစကားပြောဝင်ဖို့ဝေးစွာ တေးသေးချာချာပင်မျက်နှာချင်းမဆိုင်ဝင်သေးပေသို့သောထမင်းစားလက်ဖက်ရည်တောက်သောအချိန်များတွင်သူစပွဲတဲ့ဝင်၍တောက်ဝင်စားဝင်သော သူရတတ္တိနှင့်ပြည်စုံ၍လာခဲ့ပြီးဖြစ်လေ၏ပရင်းပေါင်းမှဝင်၍လာသောနတ်နက်ခင်းနေရောင်သည် ထိုင်နေသောဆိုဖာအပြာပေါ်သို့ကျရောက်ပြန်၍ဟက်ကာထိုင်နေသောဆိုဖာအပြာပေါ်သို့ကျရောက်ပြန်၍ဟက်ကာမမြမှု၏ဖြူဖေးသောပါကလေးတစ်ချမ်းကို အပြာရောင်တန်း၍နေစီရာ လွန်စွာပဏံရသည်ဟု မောင်နှိတ်စိတ်တွင်ကြိတ်၍ပီတိဖြစ်စေလေ၏ချစ်ချစ်မှမြမှုဤရှိတွင်ထိုင်ကားတထွာတာတာရှိသောသဘင်ကိုဘီးစိတ်တိုက်၍နေသည်ကို မုံတစ်တာတစ်ချက်ကိုဝါးရင်းခန်းနေလေ၏ဝါးရာမှမကြာခဏမောင်နှိတ်အားလှမ်း၍ကြည်လျာမကြာမကြာမျက်နှာချင်းဆိုင်၍နေမိလေ၏ချစ်ချစ်ဤမျက်လုံးများကစူးဆိုင်၍ကြည်လိုက်သောအခါတိုင်းမောင်နှိတ်တွင်ရင်ထဲ၌ဒိတ်ခနဲဖြစ်၍သွားကအသက်ရှူမှားပြီး တရားသူကြီး၏မျက်လုံးတံကိုမခံနိုင်သောတခိုးကဲ့သို့တကိုယ်လုံးရိုးရိုးရွာရွာဖြစ်မိနေ၏။ကော်ဖီပကံကိုချ၍ထမီကဲ့သို့ရှိစဉ်ချစ်ချစ်ကကြဲလောင်သောအတန်ဖြင့်မမမူဟိုလူကြီးကမမကိုကြည့်နေရ။နောက်ပိုးနေနော်နောက်ပိုးနေနေနော်မမမူဟုပြုံးရကပြောလိုက်ရ။မောင်နှိမ်မှာမျက်လုံးများပြာ၍သွားကဟာကနေအော်ရင်ခုံ၍ထမီနေပြီးလူမီသောကြည့်ကဲ့သို့မျက်လုံးများဝိုင်း၍ဟိုကြည့်သည်ကြည့်ဖြစ်နေလေ၏။ မကြားရလမသိဦးအေကပရင်ပေါင်နာရှိကလက်ထိုင်းတွင်သတင်းစာဖတ်ထရပြီဒေါ်မြင့်နှင့်ဒေါ်အောင်လှမှခေါင်းရင်းစပွဲနာတွင်စီးလိတလိစီကိုင်ကစကားနှက်ဆုံကြသည့်နေရာမှလှည့်၍ကြည်ကြနေ၏မြမှုမှမျက်နာကလေးနီးမြန်း၍သွားကဘာလဲပောက်ပောက်ဆဆငါငေါက်လိုက်ရဟုချိန်မောင်းလိုက်လေ၏မောင်နှိတ်အဖိုကဘာကိုမျှမကြတကူလုံးပူတခါအေးတလှဖြစ်ပြီးသွားပြီးဘဲပုံဘဲနီးအခန်းထဲမှာထွက်ခဲ့သည်မသိ မိမိအခန်းသို့ရောက်မှတရဲမှကလေးတင်အသေးသာတတ်ဖို့ကောင်းတယ်ထွင်းကလေးလေးခွေးကလေးစသဖြင့်ကျင်းမောင်းကထိုင်မလို့ထမလို့ဒေါသတွေပို၍နေနေ၏အိယာကိုပြင်ဆင်၍ခင်းနေသောမဏိမှာအံအားတင်သောမျက်နှာဖြင့်မောင်နှိပ်အားကြည့်နေရမှဘယ်နဲ့ဟာလဲအကိုကြီးဘာဖြစ်လာတာလဲဟာမပြောချင်ပါဘူးကွာဘလို့ဟာနေမြလာတွေ့ရတယ်မပြောတတ်ပါဘူးဘသူလဲအကိုကြီးရဲ့ဟိုတငယ်မာလေးပေါ့ဘသူရှိအောင်မလဲ ။အော်ချစ်ချစ်လား။အစ်စ်ပဲအကိုကြီးရာအဲ့ဒီကောင်မလေးကနီးရကမှဝင်းဝင်ပါတယ်။ဘွားနဲ့တော်တော်ပြောတယ်။တော်တော်ချင်းစရာကောင်းတယ်။အခုအကိုကြီးကိုဘလို့ပြောလွတ်လိုက်တယ်လဲ။မပြောချင်ပါဘူးကွာ။တခြားဟာပြောရင်တော်သေးရဲ့။အခုတော့ငါကသူ့အမကိုအိုးတလေးဗာလေးနဲ့လူတွေရှိမှပြောလိုက်တာကောင်းသေးရဲ့လား။လူကြီးများကလည်းကွာအသေးစော်ပြီးဖို့ကောင်းတယ်။ဒါကနေစကားလား။ကလေးပြောရမယ့်စကားလား။မနှိသည်မောင်နှိမ်ပြောသောစကားများကိုနားထောင်နေရမှရုတ်တရက်တွေ့ဝေ၍သွားနေ၏။ မျက်မှောင်ကုတ်ကအတန်ကြာစဉ်းစားတကယ်သူတိတ်ဆိတ်နေရမှသူ့အမားကောရှိသလားရှေ့ရင်ပြောတာပဲကြားကိုကြားရဲ့လားနှစ်ထိုင်မှမဟုတ်ပဲမကြားပဲနေပါမလားအကျယ်ကြီးអော်ပြောတာဒါဆိုလည်းအကောင့်သားပဲမောင်နှိတ်သည်ရုတ်တရက်နားမလဲတကယ်သူတွေ့၍သွားရမှဘာဘာဖြစ်တယ်ဒီလိုဆိုရင်ကောင်းတာပေါ့အကိုကြီးရဲ့နားဖောင်ပြီးသားဖြစ်တာပေါ့ တော်စမ်းပါကွာဒါရီလျှောက်ပြောမနေစမ်းပါနဲ့ဟုဆိုကစိတ်လိုက်မှန်ပါအင်ညီများကိုချွတ်၍အိယာဘော်တွင်ပြစ်တင်ပြီးတဲ့နောက်ရေချိုးရန်အောက်ထပ်သို့ဆင်းသွားလေ၏ထိုနေ့အဖို့ထမင်းစားပြီးနောက်အဝိအစားလဲလဲကအလုတ်သွားရန်အောက်ထပ်သို့ဆင်းခဲ့ရာမြမုန်နှင့်တွေ့၍နေပြန်သဖြင့်ခက်မြန်မြန်အိမ်မှထွက်ခွက်လေ၏ခြံဝတ်သို့ရောက်လျင်စီးကရက်တစ်လေးကိုထုတ်၍မိညင်ရင်းအိမ်ဘက်သို့ပြန်၍ကြည့်လိုက်မိရာဧကန်ပရင်းပေါက်တွင်ရက်နေသောမြမှုနှင့်တခါမျက်နှချင်းဆိုင်၍နေပြန်သည်ဖြင့် လင်းမြန်စွာမျက်နာလွှဲနေရထွက်သွားမိပြုစဉ်စာပိုသမားတယောက်ပေါ်ပေါက်လာကလက်ထဲသို့စာတဆောင်ထည့်၍သွားနေ၏စာအိတ်ပေါ်သို့ဒိစာကိုကြည့်လိုက်ရာမိမိအတွက်မဟုတ်ပင်စင်ရငွေတိုက်ဝင်းတောင်းမင်းဦးအေးကကျေးဇူးပြု၍မြမှုပေးရန်ဟုတွေ့ရသဖြင့်ဟာဒီခွေကလားအိမ်ထဲကိုဝင်းပေးတာမဟုတ်ဘူးဟုကျင်းဝါရေရွရင်ခြံနှင်းသို့လှည့်၍ကြည့်မိလေ၏ မြမူမှာပရင်ပေါက်တွင်ရှိသေးသဖြင့်စာကိုမပေးဘဲချရွေထားကြရမှာလဲအခက်လက်ထဲသို့သွား၍ထည့်ရန်မှာလဲရှွန်းတွန်တွန်ဖြစ်နေသဖြင့်အတန်းကြာတွေဝေး၍နေမိနေသည်နောက်ဆုံး၌သူ့စာသူ့ကိုပေးတာဘာဖြစ်ရအောင်မှလဲဟုရဲစည်တင်ကပရင်ပေါက်ဘက်သို့ပြန်ခဲ့ပြီးဒီမှာစာ ဟုလှမ်း၍ပေးလေ၏မြမူကလှမ်းယူရင်းဩကျမစာလားဟုမေးသဖြင့်ဟုတ်ကဲ့ဟုပြောဆိုကပြန်၍ထွက်တော်မူပြုစဉ် ဒီမှာခဏဟုမြမူကတားလိုက်ရန်မောင်နှိပ်အဖို့မှာပါဇက်ဟရွေသွားကနှင်းမြန်စွာနှိပ်၍ကြည့်မိလေ၏ကိုမောင်နှိပ်အခုအလုတ်သွားမလို့လားဟုတ်ကဲ့ကျမစားအီကောင်းတကြဖို့လောက်မှားကျင်လို့ဟုတ်ကဲ့အားနာစရာပဲရှင်ဟုတ်ကဲ့ဟင်အဲဟုတ်ပေါ့နားစရာမရှိပါဘူးဒီမှာပတ်စံဟုဆိုကတရေအိတ်ကလေးထဲမှာပတ်စံကိုထုတ်သည်ဖြင့်နေပါစီဗျာအားနာစရာအဲအဲ့လေဟိုနောက်မှပေးပါ ညနေကျမှပြေးပါညမူမှာထွက်မိထွက်ရပြောလိုက်သောမောင်နှိတ်အားမျိုးသိပ်၍မထားနိုင်အောင် ရေချင်၍လာသည်ဖြင့်ပါးကလေးနှစ်ဖက်တွင်ခွက်၍ဝင်သွားအောင်ပြုံးလိုက်လေ၏မောင်နှိတ်မှလည်းဝမ်းသာသလိုလိုဘာလိုလိုဖြစ်ပြီးအเจ้าမရှိပဲဟီ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 နီရေရင်လှဲ့၍သွားမည်ပြုစဉ်တို့တိပါရေဟေတို့တိပါရေဟေဟေဟုကြွေးကြော်လိုက်သောအတန်ကိုကြားလိုက်ရာမျက်လုံးများဝိုင်း၍တွားနေမိလေ၏ အတန်လာရသူလှမ်း၍ကြည့်လိုက်ရာဝရန်တာပေါ်မှဖြားလိုက်ကိုဂျိုင်းတွင်ညှက်လျက်မိမိတို့ဘက်သို့ကြည်နေသောချစ်ချစ်ကိုမြင်ရလေ၏ဟာတည့်ခက်ပါကလားဟုပြောပြောဆိုဆိုခြံဝသို့အရောက်ကဆုံပေါက်ရလေ၏ညနေအလုံမှပြန်လာသောအခါတကားဝအနီးရှိကလထိုင်းပေါ်တွင်မဂဇင်းတအုပ်ကိုဖတ်နေသောမြ့မှုအားတွေ့သဖြင့်ဟောရီမာစာအေကောင်းဟုပြောရင်ကက်ကလေးကိုစပွဲပေါ်သို့တင်၍အပေါ်ကိုတက်မိပြုစဉ်မြ့မှုကပတ်ဆံယူပါဦး ိုးနေပါစေဗျာမဟုတ်တာပဲရော့ပါ ဟုဆိုကတကြက်တန်တရွက်ကိုအိတ်ထဲမှာထုတ်ပြီးပြီးရင်ဒါနဲ့နေ့လယ်ကကိုမောင်နှိပ်ပေါ်စားတဆောင်လာတယ်ဒီစပွဲပေါ်မှာကျမတင်ထားတာချစ်ချစ်သွားပြီးဖောက်လိုက်တယ်ရှင်တိတ်အားနာစရာကောင်းတာပဲဟုမျက်နှာကလေးညိုညိုနှင့်တောင်းပန်တယ်လို့ပြောလိုက်ရစာရွက်များကို စုပ်ဖဲ့၍စေးလိမ့်လိမ့်နေသောချစ်ချစ်ကမျက်နှာရှစ်ခေါက်ချိုးနှင့်အောက်တိုးတိုးကြည့်နေရမှ မမမူဝဲဖောက်တာချစ်ချစ်လာမပြောနဲ့ ဲ့ဒါသာကြည့်တော့ကိုမောင်နေသိအားနာစရာကောင်းတာပဲကိစ္စမရှိပါဘူးဗျာမျက်နှာထားခတ်ဆိုးဆိုးနဲ့ပါဇက်မှတူတူပြောရင်းကြည့်ပြီးနေရာမှထတာသူများကိုလာလာပြောတယ်ဟုတ်လဲဟုတ်ပဲနဲ့တွားတိုင်းမင်းသူတို့တယောက်နဲ့တယောက်စာပေးကြတာတွားပြောမယ်ဟုတ်ဆိုကစောင့်ဆောင်အောင်အောင်နဲ့တွားတော်မြေလို့တဲ့ဖြင့်မောင်နေမှထိတ်ထိတ်ပြပြဖြစ်ပြီးတွားကခက်ခက်တာပဲဗျာလုတ်ပါအောင်လုတ်ပါအောင်ဟုတ်ညမှုအားပြောရမှနှင်းမြန်စွာအပေါ်ထက်သို့တက်ပြေးလေ၏ ျေးဇူးတင်ပါတယ်ရှင်။ကျမယခုဖတ်ပြပေးခဲ့သောဆရာကြီးပါချန်ရေးသားထားသည့်အချစ်ကြောင့်ဟူသောဝိတုအပိုင်း၁ဒီနေရာမှာပဲရန်နာခွင့်ပြုပါရှင်။ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့ကြသောစာပေချိမျက်နှုတ်သူများအားလုံးဘေးကင်းလုံခြုံကျန်းမာကြပါစေ။ကျမတို့ရဲ့ channel မျိုးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ကျမကနှင်းစီပါရှင်။